အိန္ဒိယနိုင်ငံကိုရောက်ရှိလာတဲ့မြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာတပ်မတော်ကိုယ်စားလှယ်အဖွဲ့ကိုအိန္ဒိယတပ်မတော်ကြီးတက်ဦးစီးချုပ်ကဂုံပြူညသာစာဝန်နဲ့ကြိုးဆိုအခန့်ခဲ့လို့တင်ရရှိပါတယ်။တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာတပ်မတော်ချစ်ကြည်ကိုယ်စားလှယ်အဖွဲ့ဟာအိန္ဒိယတပ်မတော်ကြီးရည်လေးဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ Admiral Sunny Lamba ရဲ့ဖိတ်ကြားချက်အရအိန္ဒိယသမ္မတနိုင်ငံကိုအလဲပတ်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ တက်မတော်ကာကွယ်ဦးစည်းချုပ်ဘိုးချုပ်မူကြီးမင်းအောင်လည်းဦးဆောင်သောမြမတက်မတော်ချစ်ကြည်ကိုယ်စားလှယ်ဖွဲ့ဟာဇူလိုင်လ9ရက်နေ့ဒေတာဆန်တော်ချိန်နနက်9နာရီမှာအိန္ဒိယတက်မတော်နိုင်ငံဂါရာလေစိတ်သို့ရောက်ရှိပြီးအဲဒီမှာတဆင့်အိန္ဒိယတက်မတော်ထူးလင်းနဲ့ဆက်လက်ထွက်ခွာကြရာဒေတာဆန်တော်ချိန်နနက်7နာရီမှာဘာနတီအပြည်ပြည်ဆိုင်ရာလေစိတ်သို့ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်မြန်မာတပ်မတော်ကိုယ်စားလှယ်အဖွဲ့ကိုဇူလိုင်လ9ရက်နေ့ကဒေတာဆန်တော်ချိန်ည9နာရီခွဲမှာအိန္ဒိယတပ်မတော်ကြီးတက်ဦးစည်းချုပ် General Bipin Rawat ရဲ့ India တပ်မတော်ရဲ့ Officer Training Academy OTA မှာဂုံပြူညစာနဲ့တဲခင်းအခံခဲ့တာဖြစ်ပါတယ်။အဲဒီနောက် Officer Training Academy OTA ကဝဲခမ်းမှာအိန္ဒိယရိုးရာအစိုးအကအတီးများနဲ့ဖျော်ဖြေခဲ့လို့လည်းသိရပါတယ်။တပ်မတော်ကောက်ွယ်ရေးဦးစီးချုပ်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ဇနီးဒေါ်ကျူကျူလှနဲ့မြမတပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်တွေကဖျော်ဖြေတင်ဆက်မှုတွေကိုကြီးစုအားပေးခဲ့ကြပြီးဖျော်ဖြေရေးအဖွဲ့ဝင်တွေကိုဂုံပြူလက်ဆောင်ချီးမြှင့်ခဲ့တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီး တက်မတော်ကာကွယ်ဦးစီးချုပ်ဘူဂျုံမူကြီးမင်းအောင်လိုင်ဇနီးတော်ကျူကျူလာနဲ့အဖွဲ့ဝင်တွေဟာ Officer Training Academy OTA စစ်တီးဝိုင်းရဲ့တိခတ်မှုတွေကိုလည်းကြီးစုအားပေးခဲ့ကစစ်တီးဝိုင်းအဖွဲ့ဝင်တွေကိုဂုံပြုငွေချီးမြှင့်ခဲ့တယ်လို့လည်းသိရပါဗျ။အဲဒီနောက်တက်မတော်ကာကွယ်ဦးစီးချုပ်ဘူဂျုံမူကြီးမင်းအောင်လိုင်နဲ့မြန်မာတက်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာအိန္ဒိယတက်မတော်ကြီးတက်ဦးစီးချုပ် General Bipin Rawat ဦးဆောင်တဲ့အိန္ဒိယတက်မတော်အရာရှိကြီးများနဲ့လည်းရင်းရင်းနှီးနှီးတွေ့ဆုံခဲ့တယ်လို့လည်းသိရပါဗျ။ အဲ့လိုတွေ့ဆုံပြီးမှမြန်မာတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်နဲ့ဇနီးတော်ဂျူဂျူလာတို့ကိုအိန္ဒိယတပ်မတော်ကြီးတပ်ဦးစီးချုပ် General Bipin Rawat နဲ့ဇနီးတို့ကအမတ်တရလက်ဆောင်ပေးရပြီးဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်နဲ့ဇနီးတော်ဂျူဂျူလာတို့ကလည်းအမတ်တရလက်ဆောင်ပြန်လည်ပေးရခဲ့လို့သိရပါတယ်။အဲ့ဒီနောက်နှစ်နိုင်ငံတပ်မတော်အကြီးအကဲများနဲ့ဖွဲ့ဝင်နေရအိန္ဒိယတပ်မတော်ဦးစီးချုပ်နဲ့ဇနီးတို့ကတိုက်ခင်းအခမ်းအနဲ့ဂုံမြူးညစာကိုအတူတကွတုံးဆောင်ကြရလို့သိရပါတယ်။ ညသာစာပွဲအပြီးမှာတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်တဲ့ဇနီးတို့ဟာ Officer Training Academy OTA ရဲ့အဲ့ဒီတာမှတ်တမ်းစာအောင်မှာလက်မှတ်ရေးထိုးခဲ့လို့သိရပါဗျ။အဲ့ဒီနောက်ဇူလိုင်လ10ရက်ဝါဆိုလပြည့်ဗုဒ္ဓနေ့အခါတမယားနေ့နနက်ဒေသစံတော်ချိန်9နာရီချိန်မှာတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ဦးဆောင်တဲ့မြန်မာတက်မတော်ချစ်ကြည်ကိုယ်စားလှယ်ဖွဲ့ဟာမဟာဗောဓိစေတော်ကိုတွားရောက်ဖူးမြော်ကြီးညိုခဲ့လို့လည်းသိရပါဗျ။ဆက်လက်ပြီးဒေသစံတော်ချိန်နနက်9နာရီမှာ ုဒ္ဓဂါယဥယျံတော်ကိုတွားရောက်ဖူးမြော်ကြီးညိုခဲ့ကြပြီးဗုဒ္ဓဂါယဥယျံတော်ကဘာတဝမ်းမှာဖျားဘူးလာရောက်ကြသူများကလူရန်ထားမှုတွေကိုလှဲ့လေကြည့်ရှုပြီးမြမတက်မတော်ချစ်ကြည်ကိုလည်းဖွဲ့ဟာမဟာဘောဓိဇေယီတော်ကြီးရှေ့မှာအမှတ်တရစူပေါင်းဓာတ်ပုံရိုက်ခဲ့လို့လည်းသိရပါဗျာ။